င်္ဂလာပါရှင်။အောက်တိုဘာလ30ရက်နေ့အတွက်တံလွင်ထမ်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တံလွင်ထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တံလွင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပါပါရှင်။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာရီတိုက်ပွဲအတွင်းအရသာတအူးတေဆုံးခဲ့တဲ့သတင်းနဲ့ ရေးမှာညာပိုင်းပွဲလန်းတပင်သွားတဲ့လူငယ်တွေဖန်ဆင်းငွေညစ်ခံနေရတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့ဆူဒန် RSF လက်နက်ကိုင်အဖွဲ့ကအယ်ဖာရှာစေယုံမှာလူ460ကိုတပ်ဖြတ်ခဲ့တဲ့တဲ့င်းမြန်မာကြားဖြန့်ခိုင်းတွေကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား900ကိုမိခင်နိုင်ငံစီ လေရင်နဲ့ပြန်ခေါ်မဲ့တဲ့င်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖန်ဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်တဲ့င်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်၄မိုင်ကျေးရွာနီးနှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်ပြင်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာတဦးသေဆုံးခဲ့တယ်လို့ဗိခင်အမှတ်နှစ်တရင်ထံကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့က၄မိုင်ကျေးရွာအနီးမှာအင်အား80လောက်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်ပြင်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့ပါဗျ။ အဲ့ဒီတိုက်ခိုက်မှုကြောင့်နှစ်ဖက်တိုက်ပွဲအချိန်တနာရီနီးပါးကြာဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ဗိက္ခရအမှန်နဲ့တည်ရင်တာဝန်ရှိသူတို့ကတန်လင်းထမ်းမှုပြောပါရယ်တိုက်ပွဲအတွင်းစစ်ကွန်ရှင်တပ်ဘက်ကအရာရှိတို့သေဆုံးပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဘက်ကလည်းရဲဘော်တို့ကြာဆုံးပြီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်ရှင် တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်ရှင်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဒူးကျိုးလေးမိုင်ကျေးရွာကနေအသက်30အရွယ်မျိုးသားတူပုံစားထိမှန်တည်ဆုံခဲ့ပါဗျ။အဲ့ဒီတိုက်ခတ်မှုကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ဘဲခရံတရင်နှစ်တက်ခွဲတဲတရင်သုံးတက်ခွဲနှစ် KNDO တရင်ခွန်တက်ခွဲသုံးတနင်္သာရီမျိုးနယ်ပါကာဖဘိတ်ပါကာဖတို့ကနေပူပေါင်းတိုက်ခတ်ခဲ့တာပဲဖြစ်ပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကလည်းတနင်္သာရီမျိုးနဲ့သမုတ်ချုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့စစ်ကောင်ရှင်တက်ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့်တပ်ဖွဲ့ဝင်၄ဦးထပ်မံနေတေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မွန်ပြည်နယ်ရေးမြို့နယ်မှာညာပိုင်းပွဲလန်းတပင်သွားတဲ့လူငယ်တွေကိုစစ်ကောင်ရှင်တက်နဲ့ပြည်သူ့စစ်အဖွဲ့တွေကဖမ်းဆီးငွေညှပ်ပြီးဝင်မပေးနိုင်သူတွေကိုစစ်မှုထမ်းတပ်သားစုဆောင်းနေတယ်လို့ဒေသခံတွေကတန်လင်းထမ်းဖို့ပြောပါရယ်။ စစ်ကောင်မရှင်ဟာအောက်တိုဘာလဆန်းပိုင်းကစလို့ရေးမျိုးနယ်ရဲ့စီဗျူတောင်းအစင်ကြောင်းမိချောင်းကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း9ရွာထပ်မင်းထဲမှာဖျားပွဲတွေနဲ့အတူအာဝါဒီလောင်ကစားဝိုင်းတွေကိုထည့်သွင်းကျင်းပခွင့်ပြုထားတာပါအာဝါဒီလောင်ကစားဝိုင်းတွေကနေပြန်လာတဲ့လူငယ်တွေကိုစစ်ကောင်ဖြင့်တန်းတဲ့ပြည်သူစစ်အဖွဲ့တွေကညအချိန်မတော်သွာလာတဲ့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဖမ်းဆီးငွေညှင်းမှုတွေကိုလှုံ့ဆော်နေတာဖြစ်ပါတယ်။ ီလိုဖမ်းဆီးငွေညင်ရမှာအ ਨੇ ဆုံးကျန်9000ကနေတိတ်နေချီတောင်းခံတာတွေရှိနေတယ်လို့ဖမ်းဆီးငွေညစ်ခံရတဲ့ဒေသခံလူငယ်တဦးကပြောပါတယ်။ဖမ်းဆီးငွေညစ်ခံရတဲ့လူငယ်တွေထဲမှာရွှေပြောင်းအလုတ်သမားတွေဖြစ်ပါကတခါတည်းစစ်မှုထမ်းတပ်သားစုဆောင်းတာတွေရှိနေတယ်လို့ဆိုပါတယ်ရှင်။ဒေသခံတွေရဲ့ပြပြချက်အရအကူလာအတွင်းညာပိုင်းပွဲလန်းတပင်သွားတဲ့ရွှေပြောင်းအလုတ်သမား၁၀ဦးထံမှနေစစ်သားစုဆောင်ခံထားရတယ်လို့သိရပါဗျ။

လူ460ကိုတပ်ဖြတ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြပြပေးထားပါတယ်ရှင်။ဆူဒန်နိုင်ငံအေဖာရှာမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်ရပ်ပိုင်းအကြာမှာအလျင်အမြန်ထောက်ပံ့ကူညီရေးတပ်ဖွဲ့ RSF လက်မနက်ကိုင်တွေကအဓိကစေယုံတစ်ခုရှိရပ်သားရပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်လို့ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီအကြီးအကဲကပြောလိုက်ပါတယ်။ အဖာရှာမျိုးရှိအဓိကဆေးရုံမှာအရက်သား460ကိုတက်ဖြတ်မှုကြောင့်မိမိတို့အနေနဲ့များစွာထိတ်လန့်တုန်လှုပ်မိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros ကပြောတာပါ။ Sorry ဆေးရုံရှိလူနာတွေလူနာဆောင်တွေနဲ့တခြားရှိနေသူတွေအပါအဝင်တွေ့သမျှလူတိုင်းကို RSF တိုက်ခိုက်ရေးသမားတွေကသွေးအေးအေးနဲ့တက်ဖြစ်ခဲ့တာဖြစ်တယ်လို့ Sorry ဆရာဝန်များကွန်ရက်ကစောစောပိုင်းကပြောကြားခဲ့ပါတယ်။ ဆော်ရီဆရာဝန်တွေရဲ့ထုတ်ပြန်ချက်မှာတော့တည်ဆုံးသူအခြေအတွက်ကိုဖော်ပြမထားပေမဲ့အဲ့ဒီဆေးရုံဟာလူတွေကိုတက်ဖြတ်တဲ့တာသက်ရုံလိုဖြစ်နေတယ်လို့ပြောထားပါတယ်။ RSF အဖွဲ့ကဆရာဝန်၄ဦးဆေးမှုတဦးနဲ့သူနာပြုတဦးအပါအဝင်ဆေးဝန်ထမ်း၆ဦးကိုပြန်ပေးဆွဲခေါ်ဆောင်သွားပြီးသူတို့ပြန်လွတ်ဖို့အတွက်ပြန်ရွေးငွေဒေါ်လာ၃သိန်းခွဲအထိတောင်းဆိုထားကြောင်းဆော်ရီဆရာဝန်များကွန်ရက်ကပြောပါတယ်။ အဲ့ဒီမျိုးဟာဒါဖာဒေတာမှာရှိတဲ့စစ်တပ်ရဲ့နောက်ဆုံးအမာခံမျိုးဖြစ်ပြီး18လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် RSF အဖွဲ့ကအော်တိုဘားလ26ရက်နေ့ကတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 2023ဧပြီကပြည်ပခါစတင်ပြီးနောက်ပိုင်း RSF နဲ့ဒါဖာရှိ RF မဟာမိတ်လက်နက်ကိုင်တွေက RF မဟုတ်တဲ့မျိုးနွယ်စုတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခံနေရပေမဲ့သူတို့ကပယ်ချထားပါတယ်။အဖာရှာမျိုးကြာသွားအပြီးမျိုးထဲမှာပိတ်မိနေတဲ့ RF မဟုတ်တဲ့မျိုးနွယ်စုနှစ်သိန်းခွဲရဲ့ကံကြမ္မာနဲ့ပတ်သက်လို့စိုးရိမ်ကြောင်းကုလသမဂ္ဂတက်ကြွလှုပ်ရှားသူတွေနဲ့ agency တွေကပြောကြားခဲ့ပါတယ်။အဲ့ဒီတားမှာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့်မြေပြင်မှာအမှန်တကယ်ဖြစ်ပွားနေတဲ့အခြေအနေတွေကိုသိရဖို့ခက်ခဲနေတာပါ ပြီးခဲ့တဲ့ရက်အနည်းငယ်က RSF တိုက်ခိုက်ရေးသမားတွေကလက်နက်မပါသူတွေအများကြီးကိုကွပ်မျက်တပ်ဖြတ်နေပုံကိုလည်းဗီဒီယိုဖိုင်တွေထွက်ပေါ်နေပါတယ်။ RSF တပ်ဖွဲ့ဝင်တွေကမြို့ကနေထွက်ပြေးသူတွေကိုရိုက်နှက်ပြီးဗီဒီယိုမှတ်တမ်းတင်ထားသလိုလမ်းမှာတွေ့သည်။အားလုံးလူရဲ့ယူငင်သွားကြောင်းထွက်ပြေးလွတ်မြောက်လာသူချို့ကပြောပါရယ်။ဆူဒန်မှာစစ်ပွဲစတင်ပြီးတဲ့နောက်ပိုင်းကျမ်းမာရေးအဆောက်အုံတွေကိုတိုက်ခိုက်မှု185ကြိမ်ရှိခဲ့ပြီးလူပေါင်း1204ဦးသေဆုံးခဲ့တယ်လို့ WHO ကပြောပါရယ်။ အဖာရှာမျိုးကိုတိမ့်ပိုက်နိုင်ခဲ့တဲ့ RSF ဟာအခုဆိုရင်ဒါဖာဒေတာနဲ့အနီးအနားရှိခိုရိုဖန်ဒေတာအများစုကိုထိန်းချုပ်ထားနိုင်ပြီးစစ်တပ်ကမြို့တော်ခါတွန်နဲ့ပင်လယ်နီတခြားအလဲပိုင်းနဲ့အရှေ့ပိုင်းဒေတာတွေကိုထိန်းချုပ်ထားတာကြောင့်ဆူဒန်နိုင်ငံနှစ်ချမ်းကွဲနေပြီပဲဖြစ်ပါတယ်။စစ်ခင်းနေကြတဲ့နှစ်ဖက်အုပ်စုတွေဟာအရင်ကမဟာမိတ်တွေဖြစ်ခဲ့ကြပြီး2021တဲ့အာဏာသိမ်းမှုအတွင်းအတူတူအာဏာရလာခဲ့ကြပေမဲ့အရက်ဖက်အုပ်ချုပ်မှုအောက်ပြန်သွားရေးနိုင်ငံတကာကထောက်ခံတဲ့အစီအစဉ်နဲ့ပတ်သက်လို့သဘောထားကွဲလွဲခဲ့ကြတာဖြစ်ပါတယ်။ မြန်မာကြားဖြန့်ဂိုင်းတွေကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား900ကိုမိခင်နိုင်ငံစီ လေရင်နဲ့ပြန်ခေါ်มาဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။မြန်မာစစ်တပ်ကကြားဖြတ်လုပ်ငန်းတွေကိုနှင်းနှင်းခဲ့ပြီးတဲ့နောက်နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့လုံသမားတွေတဲကအိန္ဒိယနိုင်ငံသား900ကိုမြူဒီလီဆွေရကလေရင်နဲ့ပြန်ခေါ်ယူဖို့စီစဉ်နေကြောင်းထိုင်းဝန်ကြီးချုပ်ကအောက်တိုဘာ29ရက်မှာပြောကြားလိုက်ပါတယ်။ ပြည်တွင်းဆက်အတွင်းအုပ်ချုပ်ရေးအားနည်းတဲ့မြန်မာနယ်စပ်တလျှောက်မှာကြားဖြတ်လုပ်ငန်းတွေကကမ္ဘာတွင်းမှာရှိတဲ့လူတွေကိုအွန်လိုင်းကနေငွေကြေးလေးလံနေကြပါတယ်။နာမည်ဆိုနဲ့အကျော်ကြားဆုံးကြားဖြတ်လုပ်ငန်းစုရတီတွေကတခုဖြစ်တဲ့ KK ဘတ်ကိုမြန်မာစစ်တပ်ကပြီးခဲ့တဲ့သတင်းပတ်မှာစီးနှင်းမှုတွေပြုလုပ်ခဲ့ပုံရပြီးလောသမားရာပေါင်းများစွာဟာနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့မြစ်ကိုဖြတ်ပြီးတော့မဲဆောက်မျိုးတွေထွက်ပြေးလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီကလူသိရှင်ကြားနေနေမှုတွေရှိခဲ့ပေမဲ့အနေဆက်ကကြားဖြန့်စင်တာတွေမှာအလင်းအမြန်ဆောက်လုပ်မှုတွေရှိနေကြောင်းအခုလအတွင်းစုံစမ်းသိရှိခဲ့ရတယ်လို့ AFP သတင်းဌာနကဖော်ပြပါရယ်။ KK ဘက်ကိုစတင်နေနေချိန်နဲ့အောက်တိုဘာ28ရက်ကြားနိုင်ငံပေါင်း28နိုင်ငံကလူပေါင်း1500ကျော်ဟာ ထိုင်းနိုင်ငံတဲကိုထွက်ပြေးလာခဲ့ကြကြောင်းတက်ပီနယ်ဆွေရကဖော်ပြပါရယ်အိန္ဒိယနိုင်ငံသား900လောက်မဲဆောက်ကိုရောက်နေပါရယ်အိန္ဒိယဆွေရကသူတို့ကိုထိုင်းပြန်ခေါ်ဖို့လေရင်လွှတ်ပေးပါလိမ့်မယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီရာကူကသတင်းတောက်တွေကိုပြောပါရယ်အဲ့ဒီကြားဖြတ်လုပ်ငန်းတွေမှာလောက်ကန်ခဲ့သူအများကြီးကသူတို့ပြန်ပေးဆွဲခေါ်ယူခံရပြီးတော့အလုပ်စီကိုင်းခံရတယ်လို့ပြောကြပြီးမယ်မတ်လောက်စရာလောက်ခလာစာကိုလိုချင်တာကြောင့်လိုလိုလားလားဝင်ရောက်အလောလုံးနေသူတွေလည်းရှိတယ်လို့လိလာသူတွေကပြောပါရယ်အဲ့ဒီအိန္ဒိယနိုင်ငံသားတွေကိုရာဇဝဲကောင်းပြီးဆက်ဆံနေရလား ဒါမှမဟုတ်ထိခိုက်နေတဲ့သူတွေအနေနဲ့ဆက်ဆံနေသလားဆိုတာကိုတော့ထိုင်းဝန်ကြီးချုပ်ကမပြောပါဘူး။ဒီချင်းနေတဲ့ပတ်သက်လို့မှတ်ချက်ပြုပေးဖို့အိန္ဒိယတန်ရုံစီဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုရှိပါဘူး။မြန်မာစစ်တပ်ဟာသူတို့ရဲ့မဟာမိတ်လက်နက်ကင်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကို မြက်ွယ်ပြူထားတာကြားပြီးဖြစ်ကြောင်းဒီလာသူတွေကပြောပါသည်။ဒါပေမဲ့ကြားဖြန့်လုပ်ငန်းတွေကိုနှင်းနှင်းရေးစစ်ကောင်စီဟာသူတို့ကိုစီးရအကူအညီပေးနေတဲ့တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့ရေးဆိုင်ခဲ့ရပါသည်။မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကတရုတ်နိုင်ငံသားတွေကိုလည်းပြစ်မှတ်ထားနေတာကြောင့်ဘေကျင်းစီရကနှင်းနှင်းဖို့အလိုရှိနေတာဖြစ်ပါသည်။ပြီးခဲ့တဲ့ဖေဖော်ဝါရီကနှင်းနှင်းမှုအတွင်အလုသမာ8000ကျော်ကိုပြန်လွှဲပေးခဲ့ပြီး ထိုင်းဟာကြားဖြန့်လုပ်ငန်းနှိမ်နင်းဖို့ကြိုးပမ်းတဲ့အနေနဲ့နယ်စပ်ဖြတ်ကျော်အင်တာနက်ဝန်ဆောင်မှုကိုဖြတ်တောက်ပစ်ခဲ့ပါသည်မြန်မာစစ်တပ်က KK ဘက်ကိုနှိမ်နင်းလိုက်တယ်လို့ဆိုပြီးမဲ့တခြားနေရာတွေမှာကြားဖြန့်လုပ်ငန်းတွေဆက်လက်လက်ပတ်နေဆဲဖြစ်တယ်လို့လူလာသူတွေကပြောပါသည်ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1932ရာအတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစည်းအဝေးကိုတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1932ရက်အတွင်းအစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8422ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2989ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8312ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိန်းမှုကာလတွေအတွင်း စစ်ကောင်စီရဲ့အကြမ်းဖက်တပြက်ချင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်တိုင်းရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထားမြဲတဲ့တင်ထုတ်လင်းမှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။